ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ Brian Tracy ရဲ့ Psychology of Selling ပဲဖြစ်ပါတယ်။အယောင်းဝင်ဆိုတာနေ့စနစ်တွေတက်တက်မဟုတ်ပါဘူး။ဒါဟာစိတ်ပညာ Psychology နဲ့ဆက်စပ်နေတဲ့အရာတွေဖြစ်ပါတယ်။ဇာတ်သူကတော့အောင်မြင်တဲ့အယောင်းဝင်ရဲ့80ရာခိုင်နှုန်းဟာစိတ်ပညာအပေါ်မှာမူတည်ပြီး20ရာခိုင်နှုန်းကသာနေ့စနစ်အပေါ်မှာမူတည်တယ်လို့ဆိုထားပါတယ်။ဖောက်တဲ့စိတ်ကိုနားလည်ခြင်းအဖြစ်အယောင်းဝင်ရလဒ်တွေကိုဘလို့အောပွဲတွုံးမြင်နိုင်မလဲဆိုတဲ့သင်ခန်းစာတွေကိုညွှန်ပြပေးသားမှာဖြစ်ပါတယ်။အယောင်းဝင်မလုပ်ခင်မှာသင်ရဲ့စိတ်ကိုအရင်ဆုံးပြင်ဆင်မှုလိုအပ်ပါတယ်။ တင့်အတွင်းစီဟာအောင်မြင်မှုရဲ့အဓိကအရင်းမြစ်ပဲဖြစ်ပါတယ်။ဇိုင်းသူကကိုယ်ပိုင်တွေးခေါ်ဖို့ self concept ပါအယောင်အောင်မြင်မှုရဲ့အုံမြင့်ဖြစ်တယ်လို့ရှင်းပြထားပါတယ်။ကိုကိုကိုထိတ်တန့်ရောင်းသမားဖြစ်မြင်တဲ့သူတွေဟာထိတ်တန့်ရောင်းသမားတွေအပြုတ်မှုတွေကိုလှုပ်ဆောင်ပါလိမ့်မယ်။တဲ့အတွင်းစီမှာကိုကိုကိုဘလိုပုံဖော်တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးတဲ့ဆွမ်းဆောင်ရည် performance ဟာတရက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။အကောင်းမြင်သောစကားလုံးများ affirmation တို့ဖြင့်ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းပြန်လဲပုံသင်ဖို့လိုအပ်ပါတယ်။ အယောင်သမားတွေအကြီးအမားဆုံးတားဆီးကတော့ရှုံးနေမှာကိုစိုးရိမ်ခြင်း fear of failure နဲ့ငြင်းပယ်ခံရမှာကိုကြောက်ရွံ့ခြင်း fear of rejection ပါပဲဆိုရင်မူတွေကကျွန်တော်တို့ကိုနောက်ပြန်ဆုတ်စေပြီးလှုပ်ဆောင်ရမယ့်အခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးစေပါတယ်ဆိုရင်မူကိုဖယ်ရှားဖို့အတွက်အကောင်ဆုံးနည်းလမ်းကတော့ပို့ပြီးလှုပ်ဆောင်ခြင်း more action သာဖြစ်ပါတယ်အလို့ကိုချက်ချင်းစတင်လိုက်တဲ့အခါဆိုရင်မူတွေဟာသူ့အလိုလိုရော့ပါသွားပါလိမ့်မယ်နေရာမှာတခုကတော့တင်မျောလိမ့်နေတဲ့အရာမင်းသမီးဟာတင်းစီကိုပြန်ရောက်လာပါလိမ့်မယ်လို့ဆိုပါတယ် တဲ့ဟာအရောက်ဝက်တစ်ခုကိုအောင်မြင်မယ်လို့မျှော်လင့်ရင်အဲ့ဒီအတိုင်းဖြစ်လာဖို့အခွင့်အလမ်းပုံများပါတယ်။တဲ့ရဲ့ဖောက်တဲ့စီကလည်းအပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေရမယ်လို့မျှော်လင့်ခြင်းကတဲ့ရဲ့ကိုဟန်အနေထားနဲ့ဆက်ဆံရေးပုံစံကိုပါပို့ပြီးယုံကြည်မှုရှိလာပါစေနိုင်မယ်။အရောက်ဝယ်ဆိုတာဖောက်တဲ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတွေ့အကြုံခံစားချက်တွေနဲ့ဆုံးဖြတ်ချက်ချမှုလုပ်ငန်းစဉ်ကိုနားလည်ခြင်းပါဖောက်တဲ့တွေဟာသူတို့ရဲ့လိုအပ်ချက်ဒါမှမဟုတ်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်သာဝယ်ယူကြတာပါ ဇာတ်ရည်ကတော့လူတွေဟာပေးရမယ့်နာကျင်မှု pain ကိုရှောင်ချဖို့ဒါမှမဟုတ်ရရှိမယ့်ပျော်ရွှင်မှု pleasure ကိုရရှိဖို့အတွက်ဆုံးဖြတ်ချက်ချကြတယ်လို့ဆိုပါတယ်။ရောင်သမားတယောက်အနေနဲ့သင်ထုတ်ကောင်ကသူ့ရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲ။သူ့ရဲ့ဘဝကိုဘယ်လိုပိုကောင်းစေနိုင်တယ်ဆိုတာကိုသာအလေးထားရှင်းပြဖို့လိုအပ်ပါတယ်။အယောင်းဝယ်အဓိကအစိပ်ပိုင်းကတော့ယုံကြည်မှု trust ပါပဲ။ဖောက်တယ်ရသူတို့ယုံကြည်ရတဲ့လေးစားရတဲ့သူတွေစီကသာဝယ်ယူကြပါတယ်။ ယုံကြည်မှုကိုတည်ဆောက်ဖို့အတွက်ယူတာပါ ကိုကျင်းစာပါဖောက်တဲ့ရဲ့အကောင်းဆုံးအကျိုးကိုသာရှေးရှုလုံဆောင်နေကြောင်းပြတာပါ ရေတို့အကျိုးမြတ်တဲ့ရေရှည်ဆက်ဆံရေးကိုသာအဓိကထားရမှာဖြစ်ပါတယ်လူတွေကပထမဆုံးစိတ်ခံစားမှု emotion နဲ့ဆုံးဖြတ်ချက်ချကြပြီးနောက်ပိုင်းမှာအကြောင်းပြချက်တွေနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုဖြည့်ဆည်းတတ်ကြပါတယ်အယောင်ဝင်လုပ်တဲ့အခါထုတ်ကုန်ကပေးမဲ့ခံစားချက်ရလာမဲ့ပျော်ရွှင်မှုတွေကိုဥစွာပုံဖော်ပေးရပါတယ် ပြီးမှသာဈေးနှုန်းလှုပ်ဆောင်ချက်စတဲ့ရုပ်တရှိတဲ့အချက်လက်တွေကိုအသုံးပြုပြီးဖောက်သည်တွေကိုဆုံးဖြတ်ချက်ချဖို့ကူညီရပါမယ်။စိတ်ပညာကိုနားလည်ပြီးနောက်မှာအဲ့ဒီဘဝတ္တရာကိုအသုံးချဖို့အတွက်ထိတ်တန့်ရောင်းသမားတွေကလှုပ်ဆောင်တဲ့အလေ့ကျင့်ကောင်းတွေကိုလေ့လာရပါမယ်။ထိတ်တန့်ရောင်းသမားတွေဟာသူတို့ရဲ့အလုပ်တွေကိုအချိန်စီမံခန့်ခွဲမှုနည်းစနစ်များဖြင့်စနစ်တကျစီမံခန့်ခွဲကြပါရစေ။80/20နီးရာမှာ Pareto Principle အရရလက်80%ခန့်နှုန်းကိုပေးနိုင်တဲ့အရေးကြီးဆုံးလှုပ်ဆောင်ချက်20%ခန့်နှုန်းကိုသာဦးစားပေးလှုပ်ဆောင်ဖို့လိုအပ်ပါရစေ။ ဖုန်းခေါ်ခြင်းဖောက်တဲ့နဲ့တွေ့ဆုံခြင်းကဲ့သို့သောအယောင်းဝင်နဲ့တိုင်းရက်သက်ဆောင်တဲ့အလုပ်တွေပေါ်မှာသာအယုံဆိုင်ပါအယောင်းဝင်ဆိုတာဘရောမမပြီးဆုံးတဲ့အသိဉာဏ်မှုခီးစဉ် life long journey ပါပဲထိတ်တဲရောင်သမားတွေဟာသူတို့ရဲ့နေပင်မှာအဆက်မပြတ်တည်ယူပြီးကျွမ်းကျင်မှုမြင့်တင်နေကြပါတယ်သူတို့ရဲ့အယောင်းဝင်စကားပြောပုံကန့်ကွက်ချက်တွေဖြည့်ရှင်းပုံကိုအမြဲတမ်းလေ့ကျင့်ပြီးပိုကောင်းအောင်လုပ်ဆောင်နေကြပါတယ် professional ဆန်ခြင်းကသာသင်ကိုထိတ်တဲနေရာမှာယက်တည်နိုင်စေပါလိမ့်မယ်အောင်မြင်မှုဟာနေ့စဉ်လှုပ်ရှားမှုတွေရလာပါပဲ။ ဇိုင်းသူကတော့နေ့စဉ်လုံဆောင်ရမယ့်ပမာဏ daily quotas ကိုသတ်မှတ်ပြီးအဲ့ဒီလုံဆောင်ချက်ပိုင်းတိုင်းတွေကိုနေ့စဉ်မပြတ်မကွက်ပြီးမြောက်အောင်လုံဆောင်ဖို့တိုက်တွန်းထားပါတယ် နေခြင်းအနေငယ်စီတော့ဆောင်နေခြင်းကတင့်ကိုအချိန်အဟောင်းမွန်မင်တန်ကိုရရှိစေပြီးအောင်မြင်မှုစီကိုလင်းမြန်စွာရောက်ရှိစေပါလိမ့်မယ်။ Psychological Selling ဆောက်ကကျွန်တော်တို့ကိုအယောင်းဝယ်အောင်မြင်မှုဆိုတာဖောက်တဲ့ရစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်ချမှုလုပ်ငန်းစဉ်ကိုနားလည်ခြင်းအပေါ်မှာလုံးဝအမူတည်နေကြောင်းထင်ရှားစွာပြသခဲ့ပါတယ်။ကျွန်တော်ကမိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့်ကိုယ်ပိုင်တွေးခေါ်ပုံကိုထိန်းချုပ်ခြင်းဖောက်တဲ့ရလိုအပ်ချက်များကိုစိတ်ခံစားမှုဖြင့်နားထောင်ခြင်းနဲ့ယုံကြည်မှုတည်ဆောက်ခြင်းတို့အဖြစ်ကျွန်တော်တို့အယောင်းဝယ်ဆွမ်းဆောင်ရည်ကိုတိုးမြှင့်နိုင်ပါတယ်။ ထိရောက်တဲ့အချိန်စီမံခန့်ခွဲမှုနဲ့အဆက်မပြတ်ကျွမ်းကျင်မှုမြင့်တင်ခြင်းတို့ကလည်းထိတ်တန့်ရောင်းသမားတယောက်အတွက်မရှိမဖြစ်လိုအပ်တဲ့အလေးချက်များဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကနေစနစ်ထက်စိတ်ပညာကိုဦးစားပေးတဲ့စိတ်ဓာတ်ကိုနေစဉ်အထောက်ကျင့်သုံးခြင်းအဖြစ်မထင်မဲ့နိုင်သောအယောင်းဝင်ရလဒ်များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။